တန်ဝေခဆိုတာစိတ်နှလုံးတုံလို့တာကိုခေါ်တယ်နော်စိတ်နှလုံးတုံလို့အဲဗမာလေးကသိပဲပြန်တော့တန်ဝေခဖြစ်တယ်ပဲပြောကြတာတန်ဝေခဆိုတာစိုးထိတ်တာကြောက်ရွံ့တာအဲ့တော့ကြောက်တာနှမျိုးရှိတယ်ဒေါသနဲ့ကြောက်တာလည်းကြောက်တာပဲအဲ့တော့ပုရုဇဉ်နေတော့ဘယ်လိုပဲကြောက်ကြောက်ဒေါသတော့အနည်းငယ်ပါမှာပေါ့ကိမမကင်းတာဘူးဟောဒေါသလည်းကြောက်တာပဲ အဲ့တော့ယဟန္တာတွေကျတော့ဥဒ္ဓိဟိုတဲ့နဲ့ဥတ္တပါနဲ့ကြောက်တယ်အတိညာနဲ့ကြောက်တယ်ဒေါသမရှိတဲ့ပုဂ္ဂိုလ်ကျတော့ဥတ္တပါနဲ့ကြောက်တယ်တံဝီကောနာမသဟုတ်တဗ္ဗညာနာနဲ့တံဝီကဆိုတာဥတ္တပါနဲ့ရှင်နဲ့အတိညာလို့ဒီလိုပြောတာစဉ်းစားဆင်ញင်ပြီးတော့သင်္ခါရတရားတွေပေါ်မှာကြောက်လွန်းတဲ့စိတ်ဖြစ်တာဒေါသနဲ့ကြောက်တာကတခုဥတ္တပါဆိုတာနဲ့ကြောက်တာကတခုနှစ်ခုရှိတယ်လို့မှတ်တာ ဩဒဘာနဲ့ကြောက်တာကအကုသိုလ်ပြစ်တွေကိုကြောက်တာဒေါသနဲ့ကြောက်တာကသေရဲကြောက်တာတို့တဆေကြောက်တာတို့ကုသစဉ်နေကြောက်တာမှသမီးကဒေါသနဲ့ကြောက်တာနော်အဲ့ဒီတို့အခုတန်ဝေကဆိုတာကြတော့ဒေါသနဲ့ကြောက်တာကြီးမဟုတ်ဘူးဒါရိယပုဂ္ဂိုလ်တွေကတော့သူကတန်ဝေကဝုထုစွာရှိတယ်တန်ဝေဝုထုစွာနော်ခုနကြောက်เสียကောင်းတယ် သာတိပိစရာဝိပြာတိပိမရဏပိဆိုတယ်အပေပိရုပိစ္ဆဗမောဟမအစာဟာရအတွက်ရှာရတဲ့ဒုက္ခတွေနော်အနာဂတ်မှာတန်တရာမှာခံရမဲ့ဒုက္ခတွေအပေဒုက္ခတွေအဲ့ဒါတွေကကြောက်စရာတွေကြီးပဲကုန်နော်ပိစ္ဆဗမောဟမတော်ကြယောဂဖြစ်ရမယ်တော်ကြသိဆုံးရမယ်ဆိုဒီပိအန္တရာယ်လူတိုင်းမှာရှိတယ်လေနောက်ဆုံး သေပေးကြုံတယ်ဆိုတာလူတိုင်းမှရှိဘယ်သူမှမလွတ်နိုင်ဘူးเนาะတနေ့ကျတော့အဲ့ဒီပေနဲ့ကြုံမှအကြီးပဲလေသေပေးဆိုကြုံမှအဲ့ဓာရီဟာကြောက်ဆရာကောင်းတဲ့အရာတွေကိုငါဖေကကိုရှင်းပြီးတော့ပြောပြမယ်ဆိုပြီးတော့ထီတုတ်တန်ကိုအဲ့ဒါလို့အဖွင့်စကားအနေနဲ့တံဝေကံကိတ္တိတာမိယထာတံဝိစီတံမယငါရင်နဲ့နှလုံးထဲမှာတဲ့နော်ဒီ ထိတ်လန့်ပွဲအဖြစ်ဆိုးကိုကိုသိတဲ့အတိုင်းပြောပြမယ်။ကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတွေပေါ့နော်။ကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတွေကို ပြောပြမယ်။ဆိုပြီးတော့မြတ်စွာဘုရားစာပြီးတရားဟောတယ်။ဖန္ဒမနံပစံဒိတ်တော်မစ္စေအပေါ်ရကေယထာအညမင်းကြီးဟိပြရုတ်တိထိတ်တော်မှန်ပြရပါဝီတိတရဝရီချင်းလေးကိုအကုန်ကြည့်လိုက်တယ် တရားတွေအခြေအနေကိုကြည့်လိုက်မဲ့ဆိုရင် လူတွေဟာပျော်ကြီးနေကြတာမဟုတ်ဘူး။ဘာနဲ့တူတော့ဆိုလို့ရှိရင်ဒီရေခမ်းသွားတဲ့ရေခမ်းသွားတဲ့ရေအိုင်တွေကငါးတွေဟာတစ်ဖြက်ဖြက်ဖြစ်နေကြ။ရေခမ်းပြီဆိုရင်အဲ့ရေရေအိုင်တွေမှာရှိတဲ့ငါးတွေဟာတစ်ဖြက်ဖြက်ဖြစ်နေကြတာ။နော်။ သူတို့မကူတာဘူးမလွန်တာဘူးသူတို့ရေထဲမှာ ပုံကွယ်လို့မမြုပ်တာတော့ဘူးဆိုရင်ငါရီကဖလပ်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 နဲ့ဖြစ်တယ်အဲ့ဒါကိုပြောတာနော်ဒီဒီအပေါ်ရကီရှေခန်းနေတဲ့ရေနည်းနည်းလေးပဲကျန်တဲ့အိုင်ထဲမှာရှိတဲ့ငါရီဟာဖန္ဒမာနတစ်ဖြက်ဖြက်လူးပြီးတော့ အနေကျုံနေလို့တဖြက်ဖြက်လူလွန့်နေကြတယ်လို့ပဲအဲ့ဒါလို့ပဲတဲ့ဖန္ဒမန္တပပစံဒိတ်တော်မိစေအဘောရကေယထာရှီခန်းနဲ့ရိအိုက်တဲ့ကငါးရိဟာတဖြက်ဖြက်လူပြီးတော့တုံလှုပ်နေတယ်လို့တုံလှုပ်နေကြတဲ့တ attva တွေကိုမြင်နေရတယ်အဲ့တော့ငါးရိဘဝကြည့်လိုက်လေရှီခန်းပြီဆိုရင် အမိမဲ့သားရေနေငါတို့ဆိုပြောကြတယ်မှန်လားအမိမိမိဘမရှိတော့ဘူးမိတဆိုးလေးဖြစ်သွားပြီအမိမဲ့သားသူ့ရဲ့တိမ်ငယ်နေတဲ့စိတ်ဟာဘလို့နေမလဲရေနေငါခြေခမ်းသွားတဲ့အိုင်ထဲမှာနေတဲ့ငါသူ့မှာပြန်စရာလည်းအတောင်မရှိဘူးလေတခြားကိုပြောင်းမွေရသူ့မှာအတောင်မှမရှိတာအဲ့တော့ရေကလည်းပဲသူတို့တကူလေးတောင်မှ ဖုံးကွယ်လို့မရတော့ဘူးဆိုတော့ သူတို့ဘွားဟာအမိမဲ့သားရေနေငါဆိုတာတခဲကိုကြောက်ရွံ့တုံ့လို့ရမယ့်အခြေအနေမျိုးတွေကိုရောက်နေတယ်အဲ့ဒါပြောတာနော်တရဝါရီဟာရေနေငါလို့ပဲစိတ်နှလုံးတုံ့လို့နေကြတာကိုမြင်ရတယ်ထိတ်တော်မှာအဲ့ဒီလိုမြင်ရပြီးအေးစိစိနေကြသလားဆိုတာမဟုတ်ဘူးအချင်းချင်းအငင်းပွားပြီးရံဖြစ်နေကြတာအဲ့မှာနေမယ်တယောက်နဲ့တယောက်ကရံဖြစ်နေကြတာလေ ူလည်းသိမှာပဲကိုလည်းသိမှာပဲသူလည်းဒုက္ခရောက်တော့မှကိုလည်းဒုက္ခရတိုင်းမဲ့လို့တယောက်နဲ့တယောက်အဲ့ဒါရှင်ဖြစ်နေကြတော့မယ်အငင်းဘွားနေကြတယ်အရင်နဲ့ကလို့စိတ်နှလုံးတုန်လှုပ်နေတဲ့လူတွေကအေးချမ်းချမ်းညင်ညွတ်မနေနိုင်ပဲနဲ့အချင်းချင်းရံဖြစ်ပြီးတော့နေတာကိုမြင်တဲ့အခါကျတော့အော် တော်တော်ကြောက်เสียကောင်းတဲ့အနေထားပါလားလို့ဆိုတာကိုငါတွေးမိတယ်လို့တဆောပြန်။တာဝေကဖြစ်မိတယ်ဗော။အဲ့ဒါအစပြောတာနော်။